မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်စစ်ကောင်စီကကချင်ပြည်နယ်မှာ KNP ရဲ့မားမိတ်ပူပေါင်းတပ်တွေရဲ့ထိုးစစ်ကိုကြောက်ရွံ့နေပြီးမြကြီးနာမြို့ကိုပိတ်ဆို့ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့အတွက်မြို့နေပြည်သူတွေအထိတ်တလန့်ဖြစ်နေကြတယ်ဆိုပါတယ်ရခိုင်ပြည်နယ်ကဘူတီတောင်မောင်ဒေါ်တန်တွဲမြို့မှာရှိတဲ့ပြည်သူတွေအနေနဲ့စစ်ပွဲအနေရဲ့ဇုံကနေဘေးလွတ်ရာကိုပြောင်းရွှေ့ကြဖို့ အရခတ်တက်တော်အေအေကသတိပေးလိုက်ပြီးစစ်ကောင်စီကတန်တွဲမြို့ကိုဖုန်းလိုင်းအင်တာနက်လိုင်းတွေဖျက်ထားတဲ့အပြင်တက်စစ်မိပါဖျက်တောက်လိုက်ပြီးဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြပါဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကျန်းဖတ်စစ်ကောင်စီကကချင်ပြည်နယ်မှာ KIPD မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကိုကြောက်ရွံ့နေပြီးမြစ်ကြီးနားမြို့ကိုပိတ်ဆို့ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့အတွက် မြို့နေပြည်သူတွေအထိတ်တလန့်ဖြစ်နေကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ကချင်ပြည်နယ်မှာ GIP ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကစစ်စင်ရေးကြီးကိုစတင်လိုက်တဲ့အချိန်ကနေလက်ရှိအချိန်ထိစစ်ကောင်စီရဲ့တပ်စခန်းပေါင်း100ကျော်ကိုသိမ်းပိုက်ရရှိထားပြီးဒေါ်လာရေးတပ်တွေရဲ့ထိုးစစ်တွေဟာဝိုင်းမော်မြို့အထိကျယ်ပြန့်လာပြီဆိုပါတယ်။လက်ရှိမှာလည်းဝိုင်းမော်မြို့ကိုသိမ်းပိုက်ဖို့တော်လန်ရေးတပ်တွေကမြို့ပပတ်လယ်မှာပိတ်ဆို့ထားလိုက်ပြီဖြစ်ပြီးဝိုင်းမော်မြို့သိမ်းတိုက်ပွဲပြီးတာနဲ့ မြကြီးနာမြို့ကိုထိုးစစ်တွေကျယ်ပြန့်လာတော့မှာကိုစေကောင်စီဘက်ကအကြီးအကျယ်ကြောက်လန့်နေတဲ့အတွက်မြကြီးနာမြို့ကိုပိတ်ဆို့ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်လို့မြကြီးနာမြို့နေပရဟိတအသင်အဖွဲ့ဝင်တဦးကရန်ကုန်ခေတ်တကိုပြောထားပါတယ်လက်ရှိမြကြီးနာမြို့မှာတော့ပုံမှန်သွာလာနေကြပြီမဲ့စစ်တက္က KIP တဲ့မဟာမိတ်ပူးပေါင်းတပ်တွေမြကြီးနာမြို့အထိထိုးစစ်တွေရောက်လာမှာကိုအကြီးအကျယ်ကြောက်လန့်နေပြီးကုန်းလန်ရောရေလမ်းပါပိတ်မယ်ဆိုတဲ့သတင်းတွေပါထွက်နေတဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမြကြီးနားလေတက်စခန်းကိုရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရလို့ဆိုပြီးစစ်တပ်ကရသပြည်သူတွေနေတဲ့မြို့ပေါ်ရက်ကွက်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာလည်းရှိတော့မြို့နေပြည်သူတွေကလက်ရှိပုံမှန်အတိုင်းသွာလာနေပေမဲ့စိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါရခိုင်ပြည်နယ်ဘက်မှာတော့ဘူးတီတော်မောင်ဒေါက်တန်တွဲမြို့မှာရှိတဲ့ပြည်သူတွေအနေနဲ့စစ်ပွဲအနေနဲ့ဇုံကနေဘေးလွယာကိုပျောက်ရွှေ့ကြဖို့အရခတ်တတော်အေအေကတတိပေးလိုက်ပြီး တဖက်မှာလည်းတန်တွဲမျိုးကိုစစ်ကောင်စီကဖုန်းလိုင်းအင်တာနက်လိုင်းတွေဖျက်ထားတဲ့အပြင်လျှက်စစ်မိပါဖျက်တောက်လိုက်ပြီလို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကစစ်ရေးမှာရှုံးနိမ်လာတာနဲ့အမျှအရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတိုက်ခိုက်မှုတွေကိုတောက်လျှောက်လုပ်နေတဲ့အတွက်လက်ရှိဘူတီတောင်မောင်တော်တန်တွဲမျိုးမှာရှိတဲ့ပြည်သူတွေအနေနဲ့စစ်ပွဲအနေနဲ့ဇုံကနေဘေးလွယာကိုပြောင်းရွှေ့ကြဖို့အာရခတက်တော်အေအေကတတိပေးထားပါတယ်။ဒါအပြင်အဲ့ဒီမြို့နယ်တွေမှာရှိတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း လုံခြုံရေးအတွက်ဘေးလွယာကိုကြိုတင်ရွှေ့ပြောင်းကြဖို့နဲ့အကယ်၍စစ်ပွဲအန္တရာယ်ဆုံးကြမှာပိတ်မိခဲ့ရင်အာရခတ်တတော် AA ကိုဆက်သွယ်ပြီးအခုအညီတောင်းခံနိုင်တယ်လို့လည်းဆိုထားပါတယ်။တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကတန်တွဲမြို့ကိုဖုန်းလိုင်းအင်တာနက်လိုင်းတွေဖျက်တောက်လိုက်တဲ့အပြင်လျှက်စစ်မိပါဖျက်တောက်လိုက်ပြီလို့လည်းဒေသခံပြည်သူတွေကပြောထားပါတယ်။လက်ရှိမှာတော့တိုက်ပွဲတွေဟာပုံမပြင်းထန်လာနိုင်တဲ့အတွက်တန်တွဲမြို့ပအဝင်ဘူတီတောင်မောင်တော့စစ်တွေမြို့ကပြည်သူတွေအနေနဲ့ အာရခတတော်အေအေထိမ့်ချုပ်ထားတဲ့လွမြောက်နေမြေတွေမှာသွားရောက်ခိုးလုံနိုင်တယ်လို့လည်းတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျာတဆက်ထဲမှာပဲအကြမ်းဖက်စစ်ကောင်စီကရိုဟင်ဂျာတွေကိုလူသားတိုင်းအဖြစ်အသုံးပြုပြီးဂျေးရွာသားတွေကိုပါတပ်ဖြတ်ခဲ့တယ်လို့လွမြောက်လာတဲ့ရိုဟင်ဂျာတချို့ကပြောဆိုတဲ့အကြောင်းအာရခတတော်အေအေကရုတ်တံဖိုင်နဲ့တကွထုတ်ပြန်လိုက်ပါတယ်အကြမ်းဖက်စစ်ကောင်စီနဲ့အာရခတတော်အေအေတို့ကြားတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာစစ်ကောင်စီတပ်ကဘူတီတောင်မြို့နယ် တက်မင်းချောင်းချေရွာတဲ့ကိုရောက်လာပြီးချေရွာသားတွေဖြစ်တဲ့ရိုဟင်ဂျာတွေကိုလူသားတိုင်းအဖြစ်အသုံးပြုပြီးတော့ဖမ်းဆီးသွားတယ်ဆိုပါတယ်အဲ့ဒီနောက်တက်မင်းချောင်းချေရွာကရိုဟင်ဂျာတွေဟာဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြတဲ့အချိန်မေလ19ရက်နေ့ကအာရခတ်တတော် AA ကနေအဲ့ဒီလိုထွက်ပြေးလာတဲ့ရိုဟင်ဂျာတွေကိုကုညီကက်တင်ပေးခဲ့တယ်လို့ဗီဒီယိုဖိုင်တဲမှာ AA ကကက်တင်ထားတဲ့ရိုဟင်ဂျာအမျိုးသမီးတဦးကပြောထားပါတယ်လက်ရှိမှာဘူဒီတော်မျိုးကိုအာရခတ်တတော် AA ကအပိတ်သိမ့်ပိုက်ထိန်းချုပ်လိုက်ပြီး အဲ့ဒီဘူးတီတောင်မြို့ကစစ်ကောင်စီတရင်ဌာနချုပ်တွေကနေကစင်ကလေးထွက်ပြေးနေကြတဲ့စစ်သားတွေဟာရိုဟင်ဂျာခြေရွာတွေကိုဝင်ပြီးခြေရွာသားတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးတာတွေတပ်ဖြတ်တာတွေနေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေပါ လုပ်နေတယ်လို့လဲထွက်ပြေးလွတ်မြောက်လာတဲ့ရိုဟင်ဂျာတွေကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာအကြပ်ဖက်စစ်ကောင်စီကလူမျိုးရေးပဋိပက္ခဖြစ်အောင်ပြည်သူတွေကိုတပ်ဖြတ်မိရှုဒါတွေလုပ်နေတဲ့အတွက်စိတ်ပူစရာအခြေအနေဖြစ်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ UNG ကနေဒီကနေ့မေလ21ရက်နေ့မှာပဲသတင်းထုတ်ပြန်လိုက်ပါတယ်။လက်ရှိဘူးတီတောင်မြို့နယ်မှာအကြပ်ဖက်စစ်ကောင်စီကလူမျိုးရေးပဋိပက္ခတွေဖြစ်အောင်ရည်ရွယ်ချက်ရှိရှိတွေးထုတ်လှုပ်ဆော်ဖန်တီးနေပြီးရခိုင်ပြည်သူတွေနဲ့ရိုဟင်ဂျာတွေပါဝင်မွတ်စလင်လူမျိုးတွေရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေလေကြောင်းကနေဘုံကျဲတာတွေ လက်နက်ကြီးနဲ့ပြစ်ခတ်ဖျက်ဆီးဓာတ်တွေလုပ်နေတဲ့အပြင်တချို့ပြည်သူတွေလည်းတပ်ဖြတ်ခံရဓာတ်တွေပါရှိနေတယ်ဆိုတဲ့ပြောဆိုမှုတွေဟာစိတ်ပူစရာအခြေအနေကိုရောက်နေတယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကပြောထားပါတယ်အန်ယူဂျီဆိုရအနေနဲ့လက်ရှိရခိုင်ပြည်နယ်မြောက်ပိုင်းမှာဆိုးရွားတဲ့အခြေအနေတွေဆက်လက်ဖြစ်ပွားလာမှာကိုအထူးစိုးရိမ်နေရတဲ့အတွက်ရခိုင်ပြည်နယ်မြောက်ပိုင်းကကလေးသူငယ်တွေနဲ့တကြီးရွယ်အိုတွေအပါအဝင်ထိခိုက်လွယ်တဲ့ပြည်သူတွေကိုအကာအကွယ်ပေးဖို့နဲ့နေဆက်ဖြတ်ကျော်အကူအညီတွေပါဝင် အကန့်အသတ်မဲ့လူသားချင်းစာနာမှုအကူအညီတွေအားလုံးကို လူမျိုးဘာသာမျိုးဒန်တူညီမျှအချိန်မဆိုင်မဲရရှိနိုင်ကြဖို့ NGO ဆိုရကနိုင်ငံတကာအဖွဲ့အစည်းတွေကိုတောင်းဆိုထားပါတယ်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံတော်ကလူငယ်တွေကို အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းဖို့အတင်းအဓမ္မဆင့်ခေါ်ရမှာပြက်ကွက်တဲ့သူတွေအလုံးကို အရေးယူမယ်ဆိုပြီးစေကောင်စီကထုတ်ပြန်ပြောဆိုလာပြန်ပါတယ်မေလ20ရက်နေ့ဖြစ်တယ်မနေ့ကပဲ နေပြည်တော်မှာပြုလုပ်တဲ့အကျန်းဖတ်စစ်တပ်ရဲ့အစည်းအဝေးမှာစစ်မှုတန်းစင်ခေါ်ရေးဘ ਹੁ အဖွဲ့မှာပါတဲ့အကျန်းဖတ်ဗိုလ်ချုပ်ကြီးမောင်မောင်အေးဆိုသူကပြောသွားတာပါဒါပြင်သူတို့အနေနဲ့စစ်မှုတန်းအပစင်နှစ်ကိုအောင်အောင်မြင်မြင်ဖွင့်လှစ်နိုင်ခဲ့တယ်ဆိုပြီးတော့ပါပြောသွားသေးတယ်အပြင်အခုလက်ရှိစစ်မှုတန်းဘိုလ်စင်ခေါ်တဲ့အချိန်ပြက်ကွက်တဲ့သူတွေကိုပါအရေးယူသွားမယ်ဆိုပြီးတော့လေအဲ့ဒီအကျန်းဖတ်ဗိုလ်ချုပ်ကြီးမောင်မောင်အေးဆိုသူကချိန်ချောက်ပြောဆိုသွားပြန်ပါလေဒါပြင် နောက်ထပ်စစ်မှုထမ်းအပတ်စဉ်၃အတွက်ကိုပါသူတို့ရထားတဲ့အရေးအတွက်အတိုင်းပြည့်မီအောင်ကြိုတင်စီမံထားကြဖို့ကိုလည်းအဲ့ဒီအကျန်းဖတ်ဗိုလ်ချုပ်ကြီးမောင်မောင်အေးဆိုသူကပြောသွားပါသေးတယ်ခင်ဗျ။ဒီတကားရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ TRN နဲ့တိမ့်ပိုက်ထားတဲ့မိုင်းလုံမြို့နယ်မှာအကျန်းဖက်စစ်ကောင်စီထုတ်ကုန်တွေမယောင်းချဖို့နဲ့ဒေသဖွံ့ဖြိုးရေးအတွက်ပါ TRN တွေတာဝန်ရှိတဲ့သူတွေကပြည်သူတွေနဲ့တွေ့ဆုံဆွေးနွေးပြောဆိုခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင် မိုင်းလုံးမြို့နယ်အတွင်းမူရစ်စေဝါတိုက်ဖြတ်ရေးလုပ်ငန်းတွေဒေသထွက်ကုန်ဖြစ်တဲ့လက်ဖက်လုပ်ငန်းအပါအဝင်ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေကိုပါအတူတကွပူးပေါင်းလုပ်ကင်တွားကြဖို့ဆွေးနွေးခဲ့တယ်လို့လည်းသိရပါဗါးအဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကို TNL ကတာဝန်ရှိတဲ့သူတွေနဲ့အတူကျေးရွာအုပ်ချုပ်ရေးမှုတွေလက်ဖက်လုပ်ငန်းကိုယ်စားလှယ်တွေတာဝန်ရှိတဲ့သူတွေနဲ့ဒေသခံတွေတက်ရောက်ခဲ့ကြတယ်လို့လည်းသိရပါဗါးလက်ရှိ TNL ကရှမ်းပြည်နယ်မြောက်ပိုင်းမှာမြို့နယ်ခုနှစ်ခုကိုတင်ပိုက်ထိန်းချုပ်ထားပြီး တအန်းကိုပိုင်အုတ်ချုပ်ရေးရန်တရားကိုစတင်လက်ပတ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ